你把手这些搞不好，你弄到为了这些那边，你弄 A 炮的呀，老大大。啊，对啊，咱们又不在为，俺说 A 些，啊。俺都没你来，没来吧？俺都。啥时候变成 A 炮的呢？啊，明天天要没，再打上了。 ဟောမနေနဲ့ခလာပါသွားကြည့်ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကြည့်မဲ့ဗီဒီယိုလေးကအခုချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကငလျင်ပင်းနဲ့လုံဝပဲပူဆွေးတော့ကရောက်နေတဲ့ချိန်မှာပေါ့နော်အာတကယ်တမ်းကျတော့မတင်ချင်ပါဘူးပေါ့နော်ဒါပေမဲ့ဒါလေးတွေကအသေးမွှားလေးလို့ခံစားရပေမဲ့ အာတချို့လူတွေအတွက်ကတော့လုံးဝပဲ serious ဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တချို့လူမျိုးခွဲခြားတာတော့မဟုတ်ဘူးပေါ့နော်။တချို့လူတွေအတွက်ကြတော့ဒီပြောရမယ့် solution ဒီခွေးကအရန်ချစ်တယ်။တချို့လူတွေကဒီခွေးကိုလူလိုပဲဆက်ဆံတယ်ပေါ့နော်။အရန်ချစ်တယ်အရန်ချစ်တယ်။ဒါပေမဲ့တချို့လူတွေအတွက်ကြတော့တရိတ်ဆန်လိုပဲမြင်ပြီးတော့သူတို့ကြိုက်တဲ့ချိန်သတ်စားကြိုက်တဲ့ချိန်ကျင်စားပေါ့နော်။အဲ့လိုပဲမြင်တယ်။ အဲ့လိုပဲအယူအဆတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလူမျိုးနဲ့တော့မဆိုင်တော့ဘူးထင်တယ်အဲ့ဒါကကိုယ့်ရဲ့ personal နဲ့ဆိုင်တယ်ပေါ့နော်ဘာလူမျိုးပဲဖြစ်ဖြစ်ခွေးချစ်တဲ့သူတွေတိရစ္ဆာန်ချစ်တဲ့သူတွေကတိရစ္ဆာန်ဆိုလို့ရှင်လုံးဝမလုပ်ချင်ဘူးမတတ်ချင်ဘူးမစားချင်ဘူးပေါ့နော်ဒါမဲ့တချို့လူတွေကြတော့တိရိစ္ဆာန်လိုမြင်ပြီးတော့သူတို့ကြိုက်တယ်လို့လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဒီနှစ်ခုအမြင် ရှိတယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုအမြင်ကြားမှာကကျွန်တော်အခုကျွန်တော်ပြောမယ့်ဟာကအာကျွန်တော်ရဲ့အမြင်ဆိုတာထက်အာတင်းတော်တဲ့ဟာကိုပေါ့နော်တင်းတော်တဲ့ဟာကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့အခုကိစ္စကပြောရမယ့်ဆိုလို့ရှင်ခွေးကိုတတ်ပြီးတော့သူတို့ကချက်စားဖို့လုပ်နေတာပေါ့နော်ဒီခွေးကပိုင်ရှင်မရှိဘူးလမ်းဘေးကခွေးတွေဖြစ်တယ်အဲ့ဒီလမ်းဘေးကခွေးတွေကိုသူတို့ကတတ်စားတယ် အတစားဖို့လုပ်နေတဲ့အကြီးခွန်ခေါ်တဲ့အသားတွေကုန်လို့ခုတ်ပြီးပေါ့နော်ခုတ်ပြီးမှအာဘတ်ကက်ထဲမှာထည့်တာပေါ့နော်ဘတ်ကက်ထဲမှာထည့်တယ်ဆိုတော့အဲ့အဲ့ဒါကိုဒီအခု နိုင်ငံခြားသားကပေါ့နော်နိုင်ငံခြားသားကောင်မလေးကအဖွားကြီးကအကုန်လုံးမြန်တာအဲ့ဒါကိုသူသူတို့ကဒီအမြဲတမ်းကျွေးတဲ့အင်ရှင်ကဒီလမ်းဘေးခွေးတွေကိုအမြဲတမ်းအစာကျွေးတဲ့လူတွေကအာအရန်စိတ်နာတာပေါ့နော်အရန်စိတ်ဆိုးတယ်ဆိုတော့

你把手这些搞了，弄掉了。来呐，到晚了嘛，这现在面对了，哎，跑了嘛，大大。啊，走啊，咱们就不再玩，俺都玩哎些，啊。俺都面对了，哎，别了吧，俺都。老北来，老北来，到老北来。Okay. Video lo elok bawa tu tulis bawa, no? ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်နဲ့တင့်တော်တဲ့ဟာကိုပြောရမယ်ဆိုလို့ရှိရင်ခွေးဆိုတာကအများအပြားပေါ့နော်ဒီမြန်မာနိုင်ငံမဲမဟုတ်ဘဲနဲ့ဒီတနိုင်ငံလုံးအာနိုင်ငံအသီးသီးမှာပေါ့နော်ခွေးဆိုတာကသူတို့အရန်ချစ်တယ်အာပြောရမယ်ဆိုလို့ရှိရင်ဒီခွေးကကိုတင်တင်တယ်လို့သူကတည်တယ်နောက်ပြီးတော့ခွေးဆိုလို့ရှိရင်လဲသူကဒီလူတွေမရှာဖွေနိုင်တဲ့ စ္စည်းတွေလူတွေမရှာဖွေနိုင်တဲ့အနိုင်ရတာတွေခွေကရှာဖွေနိုင်တယ်ပေါ့နော်ဆိုတော့ခွေဆိုတာကကိုအာကောင်းကောင်းတင်ပေးရင်အရန်အတုံးဝင်တဲ့လူထက်တော်တယ်လို့ပဲပြောရမှာပေါ့နော်အဲ့ဒီအကုန်လုံးတော့မဟုတ်ပါဘူးပေါ့နော်သူတို့အဲ့ဒီရှာဖွေတဲ့ဘက်မှာလူထက်အရန်တော်တယ်ပြီးတော့တချို့ကြတော့ဒီတိုင်းမွေးပြီးတော့အိမ်ဆောင်အနေနဲ့လည်းထားတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်အတုံးဝင်တဲ့နေရာတွေသူ့ရဲ့ကန္တာတွေအများကြီး အာရှိပါတယ်ပေါ့နော်ခွေးကနောက်ပြီးကြတော့ခွေးကတချို့ကြတော့အရန်ချစ်တယ်အရန်ချစ်ပြီးတော့သူ့အိမ်မှာမွေးတယ်အစာတွေကျွေးတယ်နော်ခွေးဆိုလို့ရှိရင်အရန်ချစ်တဲ့သူတွေရှိတယ်ကျွန်တော်လည်းငငယ်ကလေးကခွေးနဲ့ပဲကြီးပြင်းလာတာဆိုတော့အာအဓိကကျွန်တော်ပြောချင်တာကတကယ်လို့များကိုကဟောင်ကောင်သားဒီခွေးသားတွေစားတတ်တယ်စားချင်တယ်ဆိုလို့ရှိရင်လေရောင်းတဲ့နေရာရှိမှာပါပေါ့နော်ရောင်းတဲ့နေရာရှိမှာပါ အဲ့မှာဝယ်ပြီးတော့ကိုဘာတာကိုတတ်စားခြင်းတတ်စားအလုတ်ခြင်းလို့ပေါ့နော်အဲ့ဒါကိုအပိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးနေနဲ့ကိုတကယ်စားခြင်းနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးလောက်တာကောင်းတယ်ပေါ့နော်အခုဟာလမ်းပြီးခွေးဆိုပေမဲ့ပိုင်ရှင်မဲ့ဆိုပေမဲ့အာအိနီနာချက်အများအားအစာကျွေးနေတာဆိုတော့သူတို့လည်းတန်ရွှင်ရှင်ရှိတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလမ်းပြီးခွေးတွေလည်းမလို့တိမှုပေါ့နော်အဲ့ဒါကြတော့ကျွန်တော်လည်းတိတ်အာသဘောမတူဘူးပေါ့နော်တိတ်သဘောမတူဘူးဆိုတော့ နောက်ဆုံးနောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်လမ်းဘေးခွေတိုင်းရမတူဘူးပေါ့နော်တချို့ခွေတွေကအရန်ပဲကောင်းတယ်လူမကိုက်ဘူးပေါ့နော်အာအေးအေးဆေးဆေးနေတယ်ဒါပေမဲ့တချို့လမ်းဘေးခွေတွေကြတော့လဲအရန်ကိုက်တယ်ပေါ့နော်လူလာပြီဆိုလို့ရှိရင်ကိုက်တယ်လိုက်တယ်အဲ့လိုမျိုးကြတော့လဲကျွန်တော်လဲလုံးဝမကြိုက်ဘူးအဲ့လိုမျိုးကြတော့တွေ့တဲ့တွေ့တဲ့နေရာမှာကျွန်တော်လဲဂျဲနဲ့ပေါက်တာပဲအဲ့လိုမျိုးကိုက်တဲ့ခွေတွေဆိုလို့ရှိရင်အရန်ခွေရှိတယ်နော်ဒါပေမဲ့ကျွန်တော်လဲအရန်ခွေကြောက်တယ်ခွေအရန်ကြောက်တယ် အဲ့လိုမျိုးတချို့လာမေးတွေလာမေးခွေးတွေဆိုလို့ရှင်လူကို like ခိုက်တယ်ပေါ့နော်အဲ့လိုမျိုးကြတော့လည်းအဆင်မပြေဘူးအာဖြစ်နိုင်ရင်တက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ဒီခွေကလူ like ခိုက်တယ်ပေါ့နော်အဆင်မပြေဆိုပြီးတော့တရိတ်ဆန်နဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ဒီခွေကိုဖမ်းဖမ်းတာပဲဖြစ်ဒီခွေကိုအာသူတို့ကိုအကြောင်းကြားတာပဲဖြစ်လို့တင်းနေပေါ့နော်ဘသူကမှလည်းဘက်မလိုက်ပဲနဲ့ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီခွေကဘသူမှပိုင်ရှင်မရှိဘူး ိုင်ရှင်မဲ့ဖြစ်တယ်နော်ပိုင်ရှင်မဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလည်းတတ်စားရနေမှာပေါ့ဒါပေမဲ့ဒီဖက်ကအိမ်ကအိမ်ရှင်ကသူတို့အမြဲတမ်းအစာကျွေးနေတယ်ဆိုတော့သူတို့တန်ရွှင်တန်ရွှင်စင်ထားတာပေါ့နော်သူတို့ချစ်တာပေါ့ဆိုတော့နောက်ဆုံးအဲကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အာအဲ့လိုမျိုးလုံးဝပဲတန်ရွှင်စင်ထားပြီးတော့ချစ်တယ်ဆိုလို့ရှိရင်ကိုခွေးလိုတဘောထားပြီးတော့အိမ်မှာ ACC ထား အိမ်မှာပဲထားအိမ်မှာပဲမွေးအိမ်မှာပဲကြွေးနော်အဲ့လိုဆိုလို့ရှိရင်အဆင်ပြေမလားပေါ့နော်အခုဟာလမ်းပေးရောက်နေတော့ဒီလူတွေကလည်းအာပန်းရှင်မရှိဘူးဆိုတော့သူတို့လည်းအဲ့လိုမျိုးလုံမိတာနေမှာပေါ့နော်အဲ့ဒါလေးကလည်းအမြင်မလွဲ့အောင်အကြားမလွဲ့အောင်ပေါ့နော်အဲ့ဒါလေးကလည်းကျွန်တော်ပြောချင်တယ်တချို့ကျတော့အိမ်မှာလည်းမထားချင်ဘူးဒါပေမဲ့အရန်ချစ်တယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်အရန်ချစ်တယ်အိမ်မှာလည်းမထားချင်ဘူး အိမ်မလည်းမယူသွားခြင်းဘူးအိမ်မလည်းမထားခြင်းဘူးလမ်းဘေးမှာပဲနေခိုင်းတဲ့အစာကျွေးတယ်ပြီးတော့တခုခုပြည့်သွားပြီးတော့ပြဿနာရှာတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့အခုဟာကအာလမ်းဘေးခွေးဆိုပေမဲ့အာဖြစ်လာတော့အဲ့လိုမျိုးပြောကြတာပေါ့နော်လူတွေကပြောကြတယ်အရင်ပဲလာဆိုင်ကြတယ်ပေါ့နော်အဲ့လိုမျိုးကြတော့အဆင်မပြေဘူးတကယ်လို့ကို ဟိုဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်အိမ်မှာ AC တင်ထားကိုယ့်အိမ်မှာမွေးအဲ့ဒါဆိုလို့ရှိရင်ဘယ်သူမှလာလို့လို့မရဘူးပေါ့နော်ကျွန်တော်တို့အဲ့လိုမြင်တယ်ဆိုတော့ဒီခွေးကပိုင်ရှင်မရှိလို့သူတို့လည်းလုတ်တယ်လို့ပဲကျွန်တော်မြင်တယ်ဆိုတော့သူတို့ကိုအားပေးတာတော့မဟုတ်ပါဘူးအဲ့ဒါတော့လုံးဝမကောင်းပါဘူးပေါ့နော်ဒီလိုမျိုးတရိษံအာလုံးဝအာလူကိုချစ်တဲ့တရိษံကိုအဲ့လိုမျိုးတတ်စားတော့ကျွန်တော်လုံးဝသဘောမတူပါဘူးပေါ့နော်ကျွန်တော်လုံးဝမကြိုက်ပါဘူးအဲ့ဒါလေးကိုလည်းကျွန်တော်ပြောချင်တယ်ဒါပေမဲ့ အခုနကျွန်တော်ပြောတယ်လို့သူတို့ကပိုင်ရှင်မရှိဘူးဆိုပြီးတော့လှုပ်သွားတာနေမှာပေါ့နော်အဲ့ဒါလည်းကျွန်တော်အဲ့လိုပဲပြောချင်တယ်ဆိုတော့ဒီခွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုပဲပြောမယ်အာကျန်တော့ကိုကကိုရှင်းလိုက်တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းအာသူတို့ကရဲစခန်းကိုတိုင်ပြီးပြီဆိုတော့ရဲတွေလည်းရောက်လာပြီပေါ့နော်ရဲတွေကလည်းဘလို့အမှုစီစီမလဲဘလို့ ဆက်ပြီးတော့ဆောင်ရွက်မလဲဆိုတာရေတွေကဆက်လက်ပြီးတော့ဆောင်ရွက်မှာပေါ့နော်အဲ့ဒါကြတော့သူတို့ရဲ့အပိုင်းပေါ့ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မလုတ်သိမ်းပါဘူးပေါ့နော်မလုတ်သိမ်းပါဘူးအဲ့ဒါတရိษံအရန်ချစ်စရာကောင်းတဲ့တရိษံတွေလုံးဝရန်ရန်ရန်ဆိုင်တဲ့တရိษံတွေမဟုတ်ဘူးပေါ့နော်ရှင်သိတို့ကြားတော့မဟုတ်ဘူးဆိုတော့ရှင်သိတို့ကြားတော့တောင်မှနော်အော်တရိษံရုံမှာထားပြီးတော့အလားကြည့်ဖို့ထားသေးတာပဲခွေကခိုးစီမှာပဲအများသားနေတယ်အေးစေးစေးနေတဲ့ခွေဆိုတော့နေပါစေပေါ့နော်အသက်အဲ သူ့သူ့ဘာသာသူလမ်းဘေးမှာရှာပြီးတော့စားပါစေနေပါစေပေါ့နော်လုံးဝမလောက်ကြပါနဲ့လို့အဲ့ဒါလေးကိုကျွန်တော်လည်းပြောချင်တယ်ဟုတ်ပြီအဲ့ဒါလေးပဲเนาะကျေးဇူးတင်တဲ့နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံတွေ့ကြမယ်ကျွန်တော်မြန်မာပြည်ကြီးလက်အများဆုံးငိမ့်ချမ်းပြီးတော့တာယာပါစေအခုလက်ရှိဒုက္ခရောက်နေတဲ့ပြည်သူလူထုအရောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ဒီနေ့ဆူတောင်းပေးပါတယ်လို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်